အားလုံးပဲမင်္ဂလာပါလန်အန်တာတိုင်းမတ် channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီမှာကျန်စာဆိုတာကဘာပေါ်မှာလူအများဆုံးဖတ်ရှုကြပြီးဘာသာပြန်အများဆုံးစာအုပ်ပါပဲဒီရနာခြေတဲ့လူတွေအတွက်အသိမှုဉာဏ်ပညာနဲ့ဗလင်းချက်တွေပေးစွမ်းနေပါတယ်ဒါပေမဲ့စိတ်မကောင်းစရာမှတ်တရားတစ်ခုကတော့ဘာပေါ်ကနေရတဲ့ချိုမှာဒီစာအုပ်ကိုခြင်ထားရုံနဲ့ပြစ်မှုကျွလွန်ရာရောက်နေတယ်ဆိုတာပါပဲတို့တော့ကတော့ဒီမှာကျန်စာဟာဒီကနေ့ဘာသာရေးကျန်စာမဟုတ်ပဲအနေကြီးတဲ့တရားမွင့်ပစ္စည်းဖြစ်နေပါတယ်ဒီလိုမျိုးစာအုပ်တို့ပိုင်ဆိုင်ရုံနဲ့နှိပ်စက်ခံရနိုင်တာ ဆောင်ကြနိုင်တာဒါမှမဟုတ်ဒေတာနောက်ချမှတ်ခံရနိုင်နေဆိုတာရှေ့ခေတ်ပုံမျိုးမဟုတ်ပါဘူးဒီနေ့ခေတ်ခေတ်ကဘာမှာတကယ်ဖြစ်နေတဲ့ဖြစ်စိုးတစ်ခုပါပဲဘာသူကဘာသောတန်ပေါင်းများစွာဟာအမှကျန်းစာကိုလုံးဝပိတ်ပင်ထားတယ်ဒါမှမဟုတ်အကြီးကျယ်ကန့်သက်ထားတဲ့ဆိုရရီအောင်မှနေထိုင်ကြရပါတယ်ဒါဆိုရင်ခရီးရန်ကျန်းစာဖတ်ဖို့အတွက်ကိုတော့တတိယအများကြီးလိုအပ်နေတဲ့ကမ္ဘာအနေနဲ့ရှီဆုံးနိုင်ငံ၁၀နိုင်ငံအကြောင်းကိုတူတူလေ့လာကြည့်ရအောင်ပါ ်နံပါတ်30လီဗျာလီဗျာဟာ2011ခုနှစ်အာရာဗီကြာဆုံးပြီးနောက်ပိုင်းစက်ပြီးမငြိမ်မသက်ဖြစ်နေပြီပါတယ်။ဆိုရအာဏာမရှိတော့တဲ့နေရာမှာစွန်ရောက်လက်နက်ကင်ဖွဲ့တွေကနေရာယူထားပြီးအဲ့ဒီဖွဲ့တွေကခရီးရန်တွေကိုပေါ်ပေါ်တည်တည်ဆန့်ကျင်ကြပါပါတယ်။ဒီမှာကျန်းစာပြန့်ဝင်တရားမဝင်ဘာသာပြန်ပွားစီမှုနဲ့ဒဏ်တို့တတ်မှတ်ခံရပါတယ်။လီဗျာနိုင်ငံသားတွေဟာခရီးရန်စာပေကိုကင်ထားတာနဲ့ဖမ်းဆီးခံရနိုင်ပါတယ်။ပုံထဲမှာခရီးရန်စာသားတွေလို့ဖမ်းဆီးခံခဲ့ရတဲ့အမှုတွေတောင်ရှိခဲ့ဘူးပါတယ်။ ပြန်စာကိုဖတ်ချင်ရင် lower USB တာမမဟုတ်ဖုန်း application တွေမှာမော်ကိုသွင်းထားတဲ့ digital မိတူကိုပဲအားပိုရပါတယ်။ဒီမှာကျန်းစာဟာသူတို့အတွက်တော့ဥက္ကဋ္ဌလန်ချင်းတကယ်တာဖြစ်နေပါတယ်။နံပါတ်5ဆိုမာလီယာဆိုမာလီယာဟာပြည်အတရားအနေနဲ့နေထိုင်ဖို့ကမ္ဘာအနေနဲ့အရှိဆုံးထိတ်ဆုံးနိုင်ငံတွေကတစ်ခုပါပဲ။ဝေဒီပုံအခြေခံဥပဒေမှာအစ္စလမ်ကနိုင်ငံတော်ဘာသာလို့သတ်မှတ်ထားပြီးကြားဘာသာတရားပြန်မွှားတာကိုလုံးဝတားမြစ်ထားပါတယ်။ရှာရီယာဥပဒေကိုကျင့်သုံးပြီးဒီမှာကျန်းစာပိုင်ဆိုင်တာဟာ ဘာသာဆုံးလုံးမှုအတွက်တက်တည်ဖြစ်ပါလိမ့်ဒီပြည့်အတွက်ဒေတန်ပေးခံရနိုင်ပြီးအရှာဘတ်ဆုံးရောက်တွေကပြည်ရန်တွေကိုရှာဖွေပြီးဖမ်းမိရင်ရဲရဲဆက်ဆက်ကိုမြတ်ပါလိမ့်ဒီသားစုဝင်တွေကတော့ကိုချေရသူကိုအာဏာပိုင်တွေဒါမှမဟုတ်တနက်ကင်တွေစီတရင်ပေးတာမျိုးရှိပါလိမ့်တိုက်ရှင်ဖို့အတွက်ရုပ်ပိုင်းဆိုင်ရာစံစာကိုရှောင်ပြီးအေဒီစစ်စိတ်စုတွေကစံစာတွေကိုလွတ်ကျက်ထားရပါလိမ့်။နံပါတ်၈မော်တိုင်။အပါလဲခီးသွားတွေတော့တော့ပရာတီတူဖြစ်တဲ့မော်တိုင်နိုင်ငံရဲ့နောက်ွယ်မှာနိုင်ငံသားအတွက်တော့ဖက်ခဲတဲ့အခြေအနေတစ်ခုရှိပါလိမ့်။ နိုင်ငံသားတိုင်းမူကြလင်ဖြစ်ရမယ်လို့ဖွဲ့စည်းပုံအခြေခံဥပဒေမှာပြဋ္ဌာန်းထားပါတယ်။ဒီမှာကျန်းစာတင်သွင်းတာနဲ့ပြန့်ဝေတာကိုတင်းကျပ်စွာတာမြင်ထားပါတယ်။နိုင်ငံသားခီးတော်တွေကကိုယ်တိုင်ဖက်ဖို့ယူလာနိုင်ပြီမယ်။ဒေသခံတွေကိုပေးလို့မရပါဘူး။ဘော်တိုင်းနိုင်ငံသားတွေဟာကျန်းစာနဲ့ဖမ်းမိရင်ထောင်ချခံရနိုင်ပါတယ်။ဒါမှမဟုတ်ဒီနေတန်ပေးခံရနိုင်ပါတယ်။အလားအီလိုလက်ခွင့်မရှိတာကြောင့်ခရီးအန်တွေဟာမြေအောက်မှာလိုအပ်စွာတွေးဆောင်ကြပြီးကျန်းစာကိုတရားမဝင်ပြစ်စီလို့ဖော်ထားရပါတယ်။နံပါတ်9ရှိမယ်။ နေပေါင်းများစွာပြည်တွင်းစစ်ကြောင်းပျက်စီးနေတဲ့ဤမဲဟာပြည်အန်တွေအတွက်ပိုပြီးအနေများလာပါတယ်။ဆီလံဘာသာကိုပဲအတိမတ်ပြူတာပြီးဓမ္မကျမ်းစာတင်သွင်းတာဟာရာဇဝတ်မှုဖြစ်ပါတယ်။ပြန်ဝင်ဖန်စီခံရနိုင်ပြီးအစိုးရတပ်တွေရောအစွန်ရောက်လက်နက်ကင်တွေပါမြောက်အိမ်တွင်းချက်တွေကိုတရားမဝင်ဘူးလို့ရှုမြင်ပါတယ်။ဒါသူဝင်နေကြကဖီအားကြောင့်တချို့တွေတိုက်ခိုက်ခံရတာနိုင်ငံကနေထွက်ပြေးနေရတာလည်းရှိပါတယ်။ကျမ်းစာကိုတယောက်လက်ကနေတယောက်ကိုတတိကြီးစွာလက်ဆင့်ကမ်းပြီးဖော်ထားတဲ့ယတနာတစ်ခုလိုတန်ဖိုးထားကြရပါတယ်။ နံပါတ်6မော်ရီတေးနီးယားမော်ရီတေးနီးယားကဘာပေါ်မှာအစ္စလမ်ဥပဒေကိုအတင်းကျပ်ဆုံးကျင့်သုံးတဲ့နိုင်ငံတွေထဲကတစ်ခုပါပဲအစ္စလမ်ကနေဘာသာပြောင်းရင်တည်တံ့ပေးခံရပါလေဒီမှာကျမ်းစာလို့အစ္စလမ်မင်းမဟုတ်တဲ့ဘာသာရေးစပေးဖြန့်ဝေရင်ပြမှုများကိုပါလေဒေသခံနိုင်ငံသားတွေကျမ်းစာနဲ့ဖမ်းမိရင်ပြင်းထန်တဲ့အကျိုးဆက်တွေရှိပါလေကျမ်းစာရှိတယ်လို့တန်တရားဝင်ရုံနဲ့စုံစမ်းစစ်ဆေးခံရနိုင်ပါလေလူသိရှင်ကြဝတ်ပြုခွင့်မရှိပဲယုံကြည်သူတွေဟာလိုအပ်ွက်ငယ်လေးတွေနဲ့ဝတ်ပြုပြီး ဒီကြေကျန်းစာတွေကိုပဲဒီနဲ့မျှဝေတုံးဆွဲကြရပါတယ်။နံပါတ်5အီရန်အီရန်ဟာခရီးယန်ဘာသာကိုအတိမတ်ပြုတ်ပေမဲ့အမေရိကန်နဲ့အာစီရီယန်လိုလူမျိုးစုလူနယ်စုတွေအတွက်တောင်ခွင့်ပြုထားပါတယ်။သူတို့ကတော့သူတို့ဘာသာစကားနဲ့ကျန်းစာကိုခြိုင်နိုင်ပေမဲ့ဥစလင်တွေစီကိုရောက်နိုင်တဲ့ဖာရှန်ဘာသာစကားနဲ့ရေးထားတဲ့တမကျန်းစာကိုတော့တင်းကျပ်စွာခံတတ်ထားပါတယ်။ဆိုရကဒါကိုနိုင်ငံတော်စင်ကာပူလို့ရှုမြင်ပါတယ်။ဖာရှန်ကျန်းစာပြန်ဝေတာဒါမှမဟုတ်ဖိုင်ဆိုင်တာနဲ့ဖမ်းမိတဲ့ယုံကြည်သူတွေဘူး ိုင်ငံတော်လုံခြုံရေးချိန်ချောင်းမှုနဲ့ဆွဲချက်တင်ပြီးနှိရှိထောင်နှံတွေချမှတ်ခံရပါတယ်။အဲ့ဒီရရှိပေမဲ့ဖာရှန်ကျန်းစာရေးဝေလူအားကကြီးနေတော့ပါပဲ။မကိုတွင်းသူတွေကလိုအပ်စွာတွင်းယူပြီးလိုအပ်ကုန်ပါတဲ့ app တွေကနေ digital မိတ်တူတွေမျှဝေကြပါတယ်။နံပါတ်၄အာဖဂန်နစ္စတန်တာလီဘန်တွေက2021မှာအာဏာပြန်ရပြီးနောက်ပိုင်းအာဖဂန်နစ္စတန်ဟာခရီးရန်တွေအတွက်သူကအဆိုးဆုံးနေရာတစ်ခုဖြစ်လာပါတယ်။ရေဝင်ချလူသိရှင်ကြဝတ်ပြုမှုကျန်းစာတင်သွင်းမှုလုံးဝမရှိတော့ပါဘူး။ အာဖဂန်တွေအစ္စလာမ်ကနေဘာသာပြောင်းတာကိုပြစ်စာဖောင်းမှုဖြစ်တတ်မှတ်ထားပါလေ။ကျန်းကန်နဲ့ဖမ်းမိရင်ထောင်နှံတာမှမဟုတ်ကိုမျက်တာတောင်ဖြစ်နိုင်ပါလေ။ဒါဆိုဝင်တွေကတော့ဘာသာပြောင်းတဲ့သူတွေကိုတည်င်းပို့နိုင်ပြီးတာလီဘန်တွေကလည်းကရင်အစသာတွေ့ရင်ရရဆက်ဆက်ပြစ်ပေးပါလေ။လူမမမြင်အောင်ဖုံထဲမှာပေါ်ထားတယ်။ဒီကြေတဲ့ကျန်းစာကိုပဲအာကိုကြရပါလေ။အဆူဝေးကတော့အလွန်ရှားပြီးအငယ်များလုံးလို့တိတ်တိတ်ဆိတ်ဆိတ်နဲ့မောင်မောင်မဲမဲမှာပဲတွေ့ဆုံကြရပါလေ။ဘယ်တော့ sorry အာကြီးဗျာ။အစ္စလာမ်ရဲ့ပေါက်ဖွားရ sorry အာကြီးဗျာဟာ။ ပြရန်ဘာသာပေါ်အတင်းကျပ်ဆုံးပြိပိတ်မှုတွေပြုလုပ်ထားပါတယ်။ဆရာရှိကိုကြောင်းဆောက်ခွင့်မရှိသလိုတမချန်းစာတင်သွင်းတာကိုတရားဝင်ထားမြစ်ထားပါတယ်။နိုင်ငံသားလူသမားတွေကကိုယ်ပိုင်ဖတ်ဖို့ယူလာနိုင်ပြီမဲ့လိုအပ်ထားရပါတယ်။ဘာသာရေးရေးတွေကညနှုန်းကပြရန်စုဝေးမှုတွေကိုဝင်ရောက်စီးနင်းပြီးကျန်းစာတွေကိုတင်ခဲ့ဘူးပါတယ်။အခုနောက်ပိုင်းအချိန်နည်းနည်းပြည့်လဲလာပြီမဲ့ဒီရှင်ကြကျန်းစာခံရင်ဖန်စီခံရတာနိုင်ငံကနှင်ထုတ်ခံရတာတွေဖြစ်နိုင်ပါတယ်။ခရီးရန်တွေဟာလိုအပ်အိမ်တွင်ပွဲငယ်လေးတွေနဲ့တောင်ဝပြူရပါတယ်။ကျန်းစာကိုဘယ်လိုမှပေါ်ပေါ်တင်နေမှာသာပဲ ိတိစိတ်ပဲဖြန့်ဝေကြရပါတယ်။နံပါတ်2တရုတ်ရုံနိုင်ငံဟာခရီးယံဘာသာကိုအတိမတ်ပြုတ်ပေမဲ့အစိုးရထိန်းချုပ်တဲ့ချက်ကနေပဲဘိုးကွယ်ဝင်ပြုတ်ပါတယ်။ကျန်းစာကိုချက်ဆိုင်တွေမှာဝယ်လို့ရပေမဲ့2018ခုနှစ်ကစပြီးဒီမှာကျန်းစာအွန်လိုင်းရောင်းချမှုကိုတားမြစ်ခဲ့ပါတယ်။ဒီမူဝါဒကြောင့်ခြေလက်ဒေသကတန်းနဲ့ခြေလက်ယုံကြည်သူတွေဟာကျန်းစာကိုလက်လန်းမမီတော့ပါဘူး။အစိုးရထိန်းချုပ်မှုအပြင်ကမြောက်ချတွေကိုဖိအားပေးပြီးဒီနေ့ဖန်ဆီးတာတွေလုပ်ခဲ့ပါတယ်။ကျန်းစာထောင်ပေါင်းများစွာတင်ခံရပြီး အောင်ဆောင်နေထောင်ကြတာမျိုးလည်းဖြစ်ခဲ့ပါတယ်။ကျောင်းကျူတူတွေကအင်ဒီဂျင်းနိုင်ငံတွေကနေမောင်ကိုသွင်းပြီးအစိုးရပိတ်ဆို့မှုတွေကြားကနေဒီဂျစ်တယ်ကျန်းစာတွေကိုဖြန့်ဝေနေကြပါတယ်။နံပါတ်၁မြောက်ကိုရီးယားမြောက်ကိုရီးယားဟာကိရီးယန်ဘာသာကိုအပေါ်မှာအစိုးဆုံးရန်လိုတဲ့နိုင်ငံပါပဲ။အစိုးရကဘာသာရေးကိုအင်မီတာစုရဲ့အာဏာကိုချိန်ချောက်တာလို့ရှုမြင်ပါတယ်။ဒီမှာကျန်းစာပိုင်ဆိုင်တာကိုနိုင်ငံတော်စန့်ကျင်တဲ့ရာဇဝတ်မှုဖြစ်သတ်မှတ်ပြီးထောင်ထဲနှိမ့်ချက်ခံရတာဒါမှမဟုတ်ကိုမြတ်တာမျိုးနဲ့ပြစ်ပေးပါတယ်။ပြည်ရန်တွေကအကျဉ်းမဲ့လိုအပ်စွာနေထိုင်ကြရပြီး ရန်ကတော်ဥပိုင်ဆိုင်မှုနဲ့ဖမ်းဆီးခံရလို့ရာဇဝတ်ခုလုံးအလုံချမ်းစံပိုးခံခဲ့ရတဲ့အကြောင်းတွေကိုနိုင်ငံကထွက်ပြေးလာသူတွေကပြောပြခဲ့ကြပါတယ်။မြောက်ကယုံကြည်သူတွေဟာတက်ကိုဆွန်ပြီးရုပ်နေဇက်ကနေမှောက်ကိုတွင်းလာတယ်။ကျန်းစာတွေကိုအားကိုးကြပါတယ်။မြောက်ကိုရီးယားကယုံကြည်သူတွေအတွက်ဓမ္မကျန်းစာဟာရာအလုံးကိုဆွန်စားရအောင်တင်တားမြစ်ထားတဲ့ယတနာတစ်ခုပါပဲ။ဒီနိုင်ငံတွေမှာဓမ္မကျန်းစာကိုရိုးရှင်းဖတ်ရှုခွင့်ရဖို့ဆိုတာတဲ့နဲ့ရင်ပြီးလဲလဲရမယ်မဟာဆွန်စားကတစ်ခုဖြစ်နေတာကိုမြင်ရမှာပါ။ယူကရိန်းအများစုကတော့ဖုန်းထဲကနေကလစ်တစ်ချက်နှဲ့ယုံနေတယ် ကျန်းစာကိုဖတ်နိုင်တယ်လွတ်လပ်မှုမျိုးရထားကြပါတယ်။ဒါပေမဲ့ကမ္ဘာနေရာတချို့မှာရှိတဲ့ပြည်ံဘာသာဝင်တွေအတွက်ကတော့စာမျက်နှာလေးတစ်ရွက်အတွက်ပေါ်ထားတဲ့ဖိုင်တစ်ဖိုင်အတွက်ဒါမှမဟုတ်အလွတ်ကျထားတဲ့ကျမ်းချက်လေးတစ်ခုအတွက်နှိပ်စက်ခံရဖို့ဒါမှမဟုတ်တေးတံပေးခံရဖို့တော့ရည်ဆိုင်နေရပါတယ်။ဒါကြောင့်နောက်တစ်ချိန်တင်ဟာသမကျန်းစာကိုလွလွလပ်လပ်ကန်ဆောင်ဖတ်ရှုခွင့်ရတဲ့ဟာဒါဟာတင်းအတွက်ကြီးမားတဲ့စုလက်နဲ့တာဝန်တစ်ခုဆိုတာကိုသတိရနိုင်ပါတယ်။ဒီရာကိုလွယ်တကူရတဲ့စာအုပ်တုပ်လိုပဲတင်မြင်ပါသလား။ဒါမှမဟုတ် လက်စွပ်မီကာကွယ်နေရတယ်။တားမြစ်ထားတဲ့ယတနာလို့သိမြင်ပါသလား။ဒီကြောင်ရနဲ့ပတ်သက်ပြီးတင်းရဲ့တွင်မြင့်တွေကိုလည်းကွန်မန့်မှာမှန်းကျပေးနိုင်ပါတယ်။ဗီဒီယိုလေးရောဒီလောက်ပါပဲ။နောက်ဗီဒီယိုမှာပုံမကောင်းမွန်တဲ့အကြောင်းအရာတွေပြန်လာခဲ့ပါမယ်။